မိတ်ဆွေတို့အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဒီလိုဗီဒီယိုမျိုးတွေအခုတော် TikTok ပေါ်မှာတော်တော်လေးကိုရေပန်းစားနေရနော်ဒီ edit ကိုဘယ်လိုပုံစံမျိုးပြုလုပ်ရလဲဆိုတော့ကိုကျွန်တော်ဒီနေ့မှာမိတ်ဆွေတို့ကိုရှင်းပြပေးတော့မယ်နော် Okay ဒီတချင်းကိုလိုချင်နေဆိုရင်ကျွန်တော်ဒီ video description အောက်မှာကျွန်တော် TikTok လမ်းနဲ့တကွာဒီ video မှာပါဝင်မဲ့ VIN number တွေကိုအစိမ့်လိုက်ရေးပေးထားပါတယ်နော် TikTok ထိကိုဝင်ပြီးတော့မှဗီဒီယိုကိုဒေါင်းလုဒ်ဆက်လက်ပါပြီးတဲ့အခါမှာကျွန်တော် Live Motion App ကိုတစ်ချက်ထောက်လိုက်မယ်နော် ဒီလိုမျိုးပေါ်လာပြီးစအပေါင်းလေးကိုတရှင်ထောက်ပါကိုရီစီရှတ်2830 background image တာ BD crypto project နဲ့ပြန်ဝင်လာပါနော်ကျွန်တော်ပေးခဲ့တဲ့အတရွေးရှိပြီးတော့ဝင်လာခဲ့ပါအပောင်းလေးကိုတချက်တော့မီဒီယာထောက်လိုက်မယ်ပြီးကျွန်တော်အက်ဒစ်လုပ်မယ်အပီပိုတချင်းလေးကိုတင်မယ်ဒီတချင်းလေးကိုတချက်ထောက်ပြီးတော့အပေါ်မှာ30လေးရှိနော်အဲ့ဒါလေးကိုတချက်ထောက်လိုက်ဒီစာတန်းလေးကိုနှိပ်လိုက်မယ်အောက်ကပုံလေးကိုတချက်ထောက်ပါအပေါ်မှာမိုက်ပုံလေးရှိတယ်အဲ့ဒါလေးထောက်လိုက်ဒီဓာတ်ပုံကပျောက်သွားလိမ့်မယ်နော် โอเค description မှာကျွန်တော် b number တွေကိုရှာပေးထားပါတယ်အဲ့ b ကိုမှတ်ဖို့တော့ number နေရာလေးဒီနေရာလေးเนาะအဲ့လိုမျိုးကိုလိုချင်တဲ့နေရာ point ကိုရောက်ပြီဆိုရင်တစ်ချက်ထောက်လိုက်ပါ b ဖြစ်တော်လိမ့်မယ်ဒီလွေးလျှော့တော်လို့ရှိရင်အဲ့ b နေရာလာပြီးတော့တစ်ချက်ထောက်လိုက်ပြန်ပြောက်တော်လိမ့်မယ်เนาะအဲ့လိုပုံစံမျိုးလေး b ကိုမှတ်လိုက်ပါ ကဲဘီနံပါတ်မှတ်လို့ပြီးဆိုတာကျွန်တော်ဒီရှိမှာဒီလှုပ်ရှားနေတဲ့ဥပမာဗျာဒီစာအုပ်ကိုလူတော်တော်များတော့လောက်ကြတာစာအုပ်ကိုဖတ်တဲ့ပုံစံမျိုးတွေကျွန်တော်လေအဲ့လိုပုံစံမျိုးပဲလှုပ်ပြတာတယ်အာကျွန်တော်ကတော့ဒီဖြစ်တယ်လို့ရိုက်ထားတာဗျာအတီးကတော့မိတ်ဆွေတို့ကိုပြဖို့မိတ်ဆွေတို့တီးဖို့အတီးကဖြစ်တယ်ကျွန်တော်ကတော့ဒီမှာဟိုဖြစ်တယ်လို့ရိုက်ထားတယ်ကျွန်တော်မှဗီဒီယိုတော့မဟုတ်ရှိရပေါ့နော်အိမ်မှာတရှင်းကြည့်မယ် ီနားမှာတခုကြည့်တာကျွန်တော်ကဒီနားမှာဓာတ်ပုံကရက်သွားမယ်ဥပမာဒီမှာလှုပ်ရှားနေရေဆိုပါစို့ โอเคဒီနားမှာရက်တန်းသွားရမယ်နော်အဲ့လိုပုံစံမျိုးရက်တန်းသွားပဲမစ်စလို့ဗီဒီယိုရိုက်တဲ့အခါမှာဒီနားမှာကွက်တီရက်တန်းဖို့ဆိုတော့မဖြစ်နိုင်ဘူးနော်ကိုကဗီဒီယိုကိုဒီတိုက်ရိုက်လိုက်မယ်အလွတ်ကြီးရိုက်လိုက်မယ်သရှင်တီလို့ဘာညာမဟုတ်ဘူးအလွတ်ကြီးရိုက်လိုက်လို့ရှိတာနဲ့ဒီနားမှာကိုကဒီလိုမျိုးရက်ပြီးတော့မှဒီမှာတိုင်းနေကျွန်တော်ဒီရက်ရက်ထားပြီဒီလိုမျိုးအဲရက်တဲ့အရာမှာကျွန်တော်ဝစာအုပ်ကိုဖက်လို့ပုံပုံဖြစ်နေပေါ့နော်အဲ့ကိုနေထားတဲ့ကိုရဲ့ခန္ဓာပုံနဲ့တပုံစံတည်း ဒီနားမှာကျွန်တော်ရက်ပစ်လိုက်တယ်ရက်ပြီးတော့မှကျွန်တော်စာအုပ်ကိုလွှတ်ရှာလိုက်တယ်လွှတ်ရှာလိုက်တယ်အဓိကအကြောင်းရင်းကတော့ကျွန်တော်ဒီဒီစာအုပ်ကိုဖတ်ထားတဲ့ပုံစံမျိုးပေါ့နော်လက်အနေထားနဲ့ အဒီဘက်မှာရှိနေတဲ့လက်အနေထားလေးကွတ်တီးကြနေဖို့လို့အဓိကတော့ကျွန်တော်ဒီမှာစောင်းမပါတဲ့ပုံကိုလိုချင်လို့ကျွန်တော်ဒီလိုမျိုးရိုက်လိုက်တာနော်ဒီအစမှာစောင်းပါတဲ့ပုံကိုဒီဖြစ်တဲ့ဒီဘက်မှာစောင်းမပါတဲ့ပုံကိုလိုချင်လို့ကျွန်တော်ဒီလိုမျိုးရိုက်လိုက်တာဒါပေမဲ့အလင်းကတော့နေနေမိတော့တယ်ဗျကျွန်တော်ဖြစ်တယ်လို့ပဲရိုက်လိုက်တော့နော်အဓိကတော့မိတ်ဆွေတို့ကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြရှင်းတော့โอเคဒီနားမှာသူကရက်တန်းသွားတယ်ရက်တန်းသွားရင်ဒီလိုမျိုးကိုကြိုက်လားဒီလိုမျိုးဒီနားမှာအဓိကရက်တန်းတာဗျ အဲ့ဆိုဒီနားမှာကွာဒီလိုမျိုးလှုပ်ရှားလာဒီမှာကြည့်မယ်အော်ဒီနားမှာနော်ဒီမှာတစ်ချက်ထောက်ပါပြီးသူ့ကိုနှစ်ပိုင်းခွေလိုက်မယ်ဒီလူမျိုးအရာမရှိတဲ့အရာကနေလို့တစ်ပိုင်းဖြတ်လိုက်မယ်ပြီးရင်ဒီနားလာပြီးတော့မှနောက်ထပ်တစ်ပိုင်းကိုဒီဘက်ကပိုရင်းပိုက်ဖြတ်လိုက်မယ်ပြီးဒီဘက်ကပိုင်းကို ပြန်ပြီးတော့ယူလာမယ်ရှင်းရောနော်ဘာဖြစ်လို့လဲဆိုရင်ဒီနားမှာရက်နေတဲ့အရာနဲ့ဒီဘက်မှာ ဟိုကျွန်တော်ဒီစာအုပ်ကိုလွှဲရှာလိုက်ဒီပုံကကျွန်တော်တခါလေးဒီတိုင်းလေးမတက်တဲ့ဒီတိုင်းရက်ပြီးတော့မှလောက်ထားတာမဟုတ်လို့နော်ဒီမှာရှင်းကြည့်မယ်မာဒီမှာဒီဘက်ရောက်တဲ့အခါမှာဒီလက်မှာစာအုပ်မရှိတော့ဘူးတိုးတော့ဒီခန္ဓာကိုယ်ကြီးအာရက်နေတဲ့အနေထားကတပုံစံလေးဖြစ်နေရေနော်ဒီမှာစာအုပ်ပဲပြောက်သွားတာ အဲ့ဆောင်ပျောက်တော့တဲ့နေရာမှာကျွန်တော်ဒီဟိုဓာတ်ပုံကိုအထူးမြန်မာနိုင်ငံမိဘုံကြီးကိုအသုံးပြုမိပေါ့နော်ဒီနောက်မှာဘီတကုမက်တာကိမယ်ဒီဓာတ်ပုံမှာကျွန်တော်မြန်မာနိုင်ငံမိဘုံကြီးပါလာတဲ့ပုံစံမျိုးဖန်တီးပေးမယ်โอเคဆိုတော့ဒီဓာတ်ပုံကိုကျွန်တော်ဒီလိုမျိုးကိုလူဂျင်နေဓာတ်ပုံအရှိုးကိုရပြီဆိုရင်အတလေးကိုတစ်ချက်ထောက်လိုက်မယ်ဒီပိုက်လေးကိုပီဒီညာလေးထောက် copy layer လောက်လိုက်မယ်နော်ပြီးကျွန်တော်နောက်ထပ်တစ်ခုအနေမှာ powder တစ်ချက်တော့ပြီး နောက်တစ်ခုမှတော်ပြီး project တစ်ခုယူမလား PC ရှာလိုက်မယ်ဒီဒီဟာကိုကျွန်တော်ဓာတ်ပုံအဖြစ်ယူမယ်တကယ်တမ်းကျဒီဟာကကျွန်တော်ဗီဒီယိုရိုက်ထားရနော်အဲ့ဒါကိုဓာတ်ပုံအဖြစ်ယူဖို့တော့ ਨੇ ဒီဟာကို download ဆွေးဖို့အပွားမြားလေးကိုဒီရှင်းထားလိုက်ဒီမျိုးဗီဒီယိုကိုအမှတ်တောက်ပြီးတော့မှ download မဆွေးဘူးဒီနေရာလေးကိုထောက်ပြီးတော့မှ download export ထုတ်လိုက်မယ် export ထုတ်လိုက်မယ်ခဏလေး ပြည်ပြီเนาะ save လောက်လိုက်မယ်။ Okay ဒီခုနဒီခုနကျွန်တော် ID အကောင်ကဒီကောင်ကကျွန်တော် video เนาะကျွန်တော်မှာ video ရိုက်ထားတာ။အဲ့ video ကဘယ်လိုပုံစံမျိုးကျွန်တော်အဲ့လိုမျိုးဆွေးလိုက်တဲ့အခါမှာသူက dead bomb ဖြစ်ရောက်လာတယ်။အာဒီမှာကြည့်မယ်။ဒီမှာသူက dead bomb ဖြစ်ရောက်လာတယ်เนาะ video ဖြစ်မရောက်လာဘူး။ Okay ဒီ dead bomb ကိုကျွန်တော်ဟော ဒီဘယ်လိုလုပ်ရလဲဆိုရင် Google ဖြစ်ဖြစ် Chrome ဖြစ်ဖြစ်မိတ်ဆွေကြိုက်တဲ့နေရာရှာပါဒီ browser တစ်ခုခုမှာ R E M O V E T remove ပြည်ကြီးဆိုပြီးဒီမှာပေါ်နေပါပြီကျွန်တော်အဲ့လမ်းကိုထောက်လိုက်လဲရပါတယ် remove ပြည်ကြီးမိတ်ဆွေလို့ဆိုဆုံးကိုရေးချလိုက်ပါတော့ပြီးဒီမှာ upload image ဆိုတာရှိနော်အဲ့ဒါလေးကိုတစ်ချက်ထောက်လိုက်မယ်အာပြီးရင်ခဏဆောက်လိုက် okay ဒီမှာ upload image ကိုတက်ထောက်လိုက်မယ် ဖြတ်ထားလိုက်ပြီးကျွန်တော်ဒီ depth ပုံလေးနော်အဲ့ depth ပုံလေးကိုတစ်ချက်တော့ဒွန်ကိုလှုပ်လိုက်မယ်အတိကျွန်တော် background ဖြတ်တာပေါ့နော်ဒီ depth ပုံနောက်မှာရှိနေတဲ့ background ကိုကျွန်တော်ဖြတ်ဖြတ်ပေးလိုက်မယ်ဘာဖြစ်စကျွန်တော် background ဒီ background အစားနောက်ထပ်ဟိုဒီထည့်ရှင်လို့ပေါ့နော်ပြီးဒီဒီမှာ background ပြတ်တော့ပြီသူကသူ auto ဖြတ်တာနော် PDF မှာ download ဆိုရဲ့ຢာကိုတစ်ချက်ရှိမယ်ဒီမှာ free အဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်ပါဒီ download ဆွေးနေပြီဒီမှာနော် download ဆွေးနေပြီအဲ့ဒါလေးကို open မနှိပ်နေရပါတယ်နှိပ်နှိပ်ကြခင်တော့ပုံဟိုဖြစ်တာပေါ့နော်ကျွန်တော်ကြည့်လိုက်မယ်ရောက်ပြီလားအဲ့တက်ပုံတွေက Okay ဒီမှာနော် background မရှိတဲ့ပုံရောက်ပြီရောက်ပြီဆိုဒီဘက်ကပုံကိုကျွန်တော်ဖြတ်လိုက်ရင်လည်းရပါတယ်ဖြတ်လိုက်မယ်နော် โอเคပြီးရင်ကျွန်တော်နောက်တစ်ခုလောက်ရမှာကျွန်တော်ဒီကိုယ့်ရဲ့ဒီ background ပြနေတဲ့ဓာတ်ပုံကရပြီနောက်တစ်ခုကပါလေဆိုမြန်မာနိုင်ငံမြေပုံလို့ရေနော်အဲ့ဒါကိုလေကျွန်တော်တို့ဒီ Google ထဲမှာရိုက်ရှာမယ် Google ထဲမှာဘယ်လိုရိုက်ရှာမလဲဆိုရင် M Y E N M A R မြန်မာ M M A P Mark မြန်မာ Mark logo png ဆိုလေးရိုက်ရှာလို့ရပါတယ် ဒါမှမဟုတ် logo png လေးမလိုပါဘူး logo လောက်ဆိုရပါမယ်မြန်မာနိုင်ငံ logo ပေါ့နော်ရပါပြီဒီထဲမှာသူဒီဟိုဒီမြန်မာနိုင်ငံပုံတွေအများကြီးရှိရေပေါ့နော် okay ကျွန်တော်ကဒီထဲမှာဒီဓာတ်ပုံလေးကိုယူလိုက်မယ်အဲ့ဓာတ်ပုံလေးကို share ထောက်လိုက်ဗီဒီယိုမျိုးခဏလာထောက်လိုက်နော် video download image ကျွန်တော်ဓာတ်ပုံကိုခဏထောက်တာနော်ဒီလိုမျိုးထောက်လိုက်မယ် download image အဲ့ဒါလေးထောက်လိုက်ဒီ download ပြည့်တော်နေမယ်ဒီမှာ download ဆိုရင်ဒီရတော့ပါပြီကျွန်တော်ကြည့်လိုက်မယ်ကျွန်တော်တို့ဒီဒီ gallery တွေကိုရောက်ပြီလားဆိုရင်ဒီမှာမြန်မာနိုင်ငံမျိုးပုံကရောက်နေပြီနော်ဒီမြန်မာနိုင်ငံမျိုးပုံကရောက်တယ်ဒါမဲ့ तू က background မဖြစ်ပြီးရောက်လာတာအဲ့ဒါကိုကျွန်တော်တို့ background ဖြစ်မယ်ဒုတိယတစ်ခေါက် remove pg ဒီမှာရှိသေးတယ်နော်ခုနကရှာတာ employee မျိုးကိုဒီချက်ထောက်မယ် နာလေးစောက်လိုက်မယ်နော် BT employee mail ကိုတရှင်းထား BT မြန်မာနိုင်ငံ mail ပုံလေးကိုတရှင်းထားဒီမှာโอเคဒီမှာ background ဖြတ်လိုက်ပြီနော် BT နေရာလေးကိုတရှင်းထားပါ free free download ကိုထည့်ဆွေးလိုက်ပါနော်ဒီမှာ download ဆွေးလို့ပြီးပြီဆိုရင်ကျွန်တော်အပြင်ထွက်လိုက်မယ် download ဆွေးလို့ပြီးပြီနော်โอเคကျွန်တော် gallery ထည့်ကိုရောက်လာကြည့်မယ် โอเคဒီမှာ gallery တွေကိုရောက်လာပြီเนาะဒီမှာဒီ background ဖြတ်ပြီးတော့ပုံဒါ background ရှိရပုံမတူဘူးเนาะဒီအောက်ကဒီအောက်မှာစာသားတွေပါရှိတယ်ဒီမှာ background ဖြတ်လိုက်တော့အကုန်ပြောက်ကုန်ရေเนาะโอเคဒီဟာဖြတ်လိုက်မယ်ကျွန်တော်โอเคရှင်ကျွန်တော်ဒီကိုယ့်ရေဒီဓာတ်ပုံလေး background ဖြတ်ပြီးတော့ရပြီမြန်မာနိုင်ငံပုံလေး background ဖြတ်ပြီးတော့ရပြီဆိုရင်ကျောင်းမှာဒီ base card ဆိုတဲ့ f เนาะအဲ့ဒါလေးကိုတရှင်းဝင်လိုက်မယ် ဒီ Biska app ကိုမရှိလို့မှတကယ်လို့မရှိဘူးဆိုရင် Play Store တွေက download ဆွဲလိုက်ပါပြီးဒီ Biska ကိုဒီဟို Google account တစ်ခုအသုံးပြုပြီးဒီ account ဖွင့်ရရယ်နော်ဒီလိုမျိုး account ကိုဖွင့်ပေးရတယ်ပြီးမှကျွန်တော်ဒီ account ကိုအသုံးပြုမယ်နော်အသုံးပြုဖို့အတွက်လည်းကျွန်တော်ဥမာအထည်ကိုဝင်လာတယ်ဗျာအဒီလိုမျိုးအထည်ဝင်လာတယ်ဒီအောက်မှာပေါင်းလေးကိုတစ်ချက်ထောက်လိုက်ပါပထမအောင်ဆုံးပေါ့နော် PDT မှာဒီလိုမျိုးပေါ်နေမယ့်အပေါ်မှာဓာတ်ပုံတွေ ပေါ့နော်အောက်ကိုနေနေဟိုဒီအပေါ်ကနေဒီအောက်ကိုဒီလိုမျိုးတင်လိုက်ပေါ့နော်ဒီကနေလို့ဒီလိုမျိုးဆွေးတင်လိုက်ပါဆွေးတင်လိုက်ပြီးဒီမှာ background black ဒီဒီနေရာလေးမှာဒီမှာ background မရှိတဲ့အရာဟာဒါလေးကိုဒီချက်ထောက်လိုက်မယ်ခဏဆောက်လိုက်ပါသူကခဏနေသူပေါ်လာနေပြီနော် okay ဒီလိုမျိုးပေါ်လာပြီဒီမှာ background မရှိတဲ့အရာနဲ့ကျွန်တော်စတင်လို့ရပြီစတင်ဖို့တော့ ਨੇ ဒီမှာကျွန်တော်ဒီမှာသူ့မှာအများကြီး tools တွေရှိရေနော်ဒီမှာ အဲကျွန်တော် edit photo ဆိုတဲ့နေရာလေးကို edit လေးကိုတစ်ချက်ထောက်လိုက်မယ် pic public ဆိုကျွန်တော်ဓာတ်ပုံကိုပထမအောင်ဆုံးထည့်မယ်လေ okay ကျွန်တော်ဒီဒီခုန background ဖြည့်ပြီးဓာတ်ပုံကိုထောက်မယ် edit ကိုနေလိုက်မယ်တခါလေးထည့်တော့ရင်ရပါတယ် public ကျွန်တော် background ကိုဒီထဲမှာကျွန်တော်ဒီဓာတ်ပုံကိုဒီလိုမျိုးရွှေ့လိုက်မယ်နော်ဒီလိုမျိုးကြည့်လိုက်မယ် okay okay အဲ့လိုမျိုးကြည့်လိုက်တယ် vdm remove PG ဆိုတာပါပါတယ်ဒီထင်းပါလဲ background တကယ်လို့ကျွန်တော်တက်ပုံ background မဖြစ်ပြပါတယ် background ဖြစ်မည်ဆိုရင်ရတယ်ဒါပေမဲ့ဒီ remove PG ကိုနှိပ်လိုက်တဲ့အခါမှာဒီမှာ remove remove background ဆိုတာရှိရင်တော်တော်ဒီဘက်ကဒီ logo ပါနေတဲ့အတွက်နဲ့ဒီကောင်ကပတ်စံပေးပြီးတော့မှအသုံးပြရအောင်နော် ဒီနေရာကိုဒီနေရာတည်းကိုဝင်ပြီးတော့မှကျွန်တော်တို့ဒက်ပွန်ကိုဘာကတော့ဖျက်လိုက်တဲ့ဆိုရင်မစ်စရိုဒေါင်းလုဒ်ဆွေးတဲ့အခါမှာပတ်စံတောင်းမှာဖြစ်ပါရယ်နော်အဲ့ဒီတစ်ချက်ကတော့မစ်စရိုမှတ်ထားပါဒါကြောင့်မလို့ကျွန်တော်ဟောဒီဒီကိုဂေးထိမှာသွားပြီးတော့မှဘာကတော့ဖျက်ပေးလိုက်တော့နော်โอเคဒုတိယအနေနဲ့ကျွန်တော်မြန်မာနိုင်ငံမြေပုံကိုထိမယ် edit photo ကိုတစ်ချက်ထောက်လိုက်မယ်ဒီပူ အားလေးထောင်မဲ့ edit ကိုနှိပ်လိုက်မယ်။ BD ပုံလေးကိုဒီချက်ကျွန်တော်ဒီနားဆွဲလာမယ်နော်။ဒီမှာဖတ်ထားတဲ့နေရာလေးပေါ့။နင်းနေကြီးမေဆိုရင်ဒီနေရာလေးဒီကောင်လေးထောက်ပြီးမှကြီးလို့ရပါတယ်။ဘယ်လိုပုံစံမျိုးဖြစ်ဖြစ်ကြီးပေါ့နော်။ဒီမှာကျင်းလို့ရတယ်၊ခြေလို့ရတယ်နော်။ဒီနေရာလေးလေဒီလိုမျိုးခြေလို့ရတယ်။ဒါမေဆိုတော့ဟိုကိုကိုနဲ့ဒီဘယ်လောက်ကြီးရကြိုက်လဲဒါအနေထားပေါ့နော်။ဒီနေထားထားလိုက်ပါ။ ပြီးတော့ရှင်ဒီဟာကဒီမြစ်ထလိုက်လို့ရှင်ဒီမြန်မာနိုင်ငံမြေပုံကြီးကကျွန်တော်တို့ရဲ့လူရဲ့ရှေ့မှာပေါ်နေနော်အဲ့လိုပုံစံမျိုးမဖြစ်ဖို့တော့ ਨੇ အဒီတခါတလေကြာရင်ဒီမြန်မာနိုင်ငံမြေပုံကြီးကိုပထမအဆုံးထည့်လိုက်တယ်ဆိုရင်သူကဒီဒီလူရဲ့နောက်ကိုရောက်နေပြီအဲ့လိုမျိုးဖြစ်လာရင်ဒီအပေါ်မှာဒီ layer ဆိုတဲ့အရာရှိရဲ့ဥပမာကျွန်တော်ဒီမြန်မာနိုင်ငံမြေပုံကိုပထမအဆုံးထည့်လိုက်မယ်ဆိုရင်ဒီလိုမျိုးဖြစ်မယ် ျွန်တော်တို့လူရင်းနောက်ကိုရောက်သွားရယ်နော်အဲ့လိုမျိုးဖြစ်ရင်ဒီလိုမျိုးလေးပျောက်လေးရတာဘုသူတာပြောပြတာပါကျွန်တော်ကတော့ဒီဓာတ်ပုံကိုရင်ထည့်တယ်ပြီးမှမြန်မာနိုင်ငံမြေပုံထည့်တယ်ဆိုသူရှိမှပေါ်နေရပါတော့။ Okay. PDHD ဒီဒီရလေးအောင်ပြန်ထောက်ဖြက်လိုက်ပါ။ပြီးဒီကကြာကျွန်တော်ဒီ lag ကျွန်တော်တို့ရင်ခွင်ခြေကိုဟိုဒီမြန်မာနိုင်ငံမြေပုံကြီးကရောက်သွားတဲ့ပုံစံမျိုးလေး ဖြစ်ဖို့အတွက်လည်းကျွန်တော်ဒီမြန်မာနိုင်ငံမြေပုံလေးကိုတရှက်ထောက်မယ်နော်လူကိုမဟုတ်ပါဘူးလူဒီလူကိုထောက်ခိုင်းတာမဟုတ်ဘူးနော်ဒီမြေပုံလေးကိုထောက်မယ်ပြီးလို့ရှိရင်ဒီအပေါ်မှာဒီမှာခေပြည့်ရှိပါတယ်အပေါ်ဆုံးမှာအဲ့ခေပြည့်လေးကိုတရှက်ထောက်လိုက်ပါအဲ့ဆိုခေပြည့်ထောက်လိုက်တဲ့အချိန်သူကဒီလိုအနီးကပ်အနားဝင်ရောက်လာရယ်နော်အဲ့ထက်မှာကိုကဒီဒီမှာခေပြည့်ကိုတရှက်ထောက်လိုက်နော်ဒီကောင်ထောက်လိုက်တဲ့အချိန်ဒီလိုမျိုးစာတန်းတွေပေါ်ရယ်နော်သူကဘာလဲဆိုတော့အာဒီမှာ ဒီကောင်ကဒီ size ပေါ့နော်ကျွန်တော်တို့ဒီမှာအကျိုးတက်ရောက်မှု size ကိုပြောတာပါဒီလိုမျိုးဒီလိုမျိုးအကျိုးတက်ရောက်မှုများလို့ရှိရင်ဒီလိုမျိုး size အကျိုးတက်ရောက်မှုဒီကောင်ကကျွန်တော်တို့ဒီနှစ်ကောက်ကိုအဆုံးထိတင်တာပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်ဒီကောင်ကို size ကိုနည်းနည်းလောက်သေးလိုက်ပြီးလို့ရှိရင်ဒီနေရာကိုပြန်ထောက်လိုက်ပါဦးစေဒီဒီစာတန်းတွေဒီအကြောင်းတွေပေါ်နေကျွန်တော်တို့ဟိုဖြတ်လို့မရဘူးလေဒါကြောင့်မလို့ပြန်ထောက်လိုက်ဒီပြန်ပြီးတော့သူကအထည့်ကိုဝင်တော့တယ်ဝင်တော့လိုက်ပြီးကျွန်တော်ဖြတ်မယ်ဒီမှာလက်နဲ့တူရဖြတ်လို့ရရယ်နော် ကဲဒီမှာအနာသက်တွေကိုဒီမှာဖျက်မယ်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့ဒီဒီဒီလိုမျိုးလှုပ်လိုက်တဲ့အခါမှာဒီမှာဖျက်ပါကဲဒါဆိုရင်ဒီကိုယ့်ရဲ့ဒီဒီမြန်မာနိုင်ငံမျိုးဘုံကြီးအထည်ကိုရောက်သွားတဲ့ပုံစံမျိုးဖြစ်နေပြီเนาะဒီအပွားကောင်ပါဖြစ်လိုက်မယ်ရပြီအပြည့်အမှတ်ချစ်လိုက်ပါเนาะဒီမှာဒီမြန်မာနိုင်ငံမျိုးဘုံကြီးကသူ့ရဲ့ဒီကျွန်တော်ရဲ့ ရင်ရင်ခွင်ချေးကိုရောက်တော့ပြီဗောနော်အဲ့လိုပုံစံမျိုးလေးပြောလို့ရတယ် okay ဒီ depth ပုံရဲ့နောက်မှာကျွန်တော် background ကိုထည့်လို့ရပါတယ် background ဆိုတော့ကျွန်တော်ဒီ sticker တွေထည့်လို့ရတယ် sticker ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ထောက်လိုက်လို့ရှိရင်ဒီ sticker တွေကအမျိုးအမျိုးမျိုးရှိရပြကျွန်တော်ပုံစံတွေအမျိုးမျိုးဒီအပေါ်ကိုတင်လိုက်ပါဟို design တွေအမျိုးမျိုးရှိရဒီနောက်ခံ background တွေပေါ့နော်ဒီမှာဒီကောင်လေးကိုတစ်ချက်ထောက်လိုက်မယ် ရကြည့်ပါရနော်ပစံပေးပစံနန်းသူတို့လောက်ခိုက်တာတဲ့အရာကိုအသုံးပြလိုက်လို့ရှိရင်မစ်စစ်ဒေါ်လာဆိုတဲ့ကမ္ဘာပစံတောင်းလိမ့်မယ်အဲကြောင့်မလို့ဒီပရိုဆိုတဲ့အရာတွေကိုတော်ပြောမနှိပ်မိစင်တဲ့ဥပမာဥပမာဆိုရင်ခုနစတီကာကိုနှိပ်တယ်မလားဒီလိုအရာမျိုးတွေကိုတော်ပြောမှမနှိပ်မိစင်နဲ့နော်အဲဒီရောက်မှာအဲ့လိုမျိုးစာရေးထားတဲ့အရာရယ်ပေါ့နော်အဲ့ဒါကိုနှိပ်လို့ရှိရင်မစ်စစ်ရူစီကပစံတောင်းမှာဖြစ်ပါတယ်ဒီလိုလေးနင်းနေ ျွန်ရှင်းလိုက်မယ်လိုကိုတော့ပါတာပေါ့ဒီမှာသူ့ရဲ့လိုကိုဒါမှကိစ္စမရှိပါဘူးဒီကောင်ကသူ free ပေးထားတာဖြစ်တယ်တော့နော် okay ဒီဘက်ကိုနည်းနည်းရွှေ့လိုက်ပါ video လေးမျိုးရွှေ့လိုက် video ဘက်ကိုနည်းနည်းရွှေ့လိုက်ဒီလိုမျိုးရွှေ့လိုက်ပြီးပြီးမှကျွန်တော်အလေးစံတာကိုလာမယ်မရသေးဘူးနော်ထပ်ပြီးဒီဘက်ကိုရှင်းလိုက်မယ် โอเคဒီမှာတကွင်းလုံးဖြစ်သွားပြီเนาะအဲ့ဒီတကွင်းလုံးဖြစ်ပြီဆိုဒီ layer လေးကိုထောက်ပါပြီးဒီကောင်လေးကိုအကောင်လုံးကြီးအောက်ကိုပို့လိုက်မယ်ဒီမှာเนาะဟုတ်စေအမှတ်ချိလိုက်ပါโอเคဒီလိုပုံစံမျိုးလေးဖြစ်သွားပြီเนาะနောက်ထပ် sticker တွေလေးကျွန်တော်ထည့်လို့ရတယ်เนาะဒီ sticker ဆိုတဲ့နေရာလေးကိုထောက်ပြီးတော့မှနောက်ထပ်ကျွန်တော်ဒီလိပ်ပြပုံလေးတွေထည့်ချင်တာအဲ့လိပ်ပြပုံလေးတွေထောက်ပြီးတော့မှထည့်လို့ရပါတယ်เนาะโอเคဒီလိပ်ပြပုံလေးတွေထည့်ပြီဆိုရင်ဒီဘက်မှာလိပ်ပြပုံလေးတွေကိုနေနေတော့ကြည်လိုက်မယ်ကြည်လိုက်မယ် okay လိမ့်ပေါ်ပြုံးလေးထည့်လိုက်မယ်မှတ်ချင်မယ်ပြီးထပ်ပြီးတော့မှအာနောက်ထပ် sticker တွေအများကြီးထည့်လို့ရပြီမိတ်ဆွေတို့ထည့်ရှင်နေဆိုရင်ဒီ sticker တွေထောင်းဓာတ်ပုံတွေထည့်ဓာတ်ပုံထည့်မယ်ဆိုရင် edit disk ကိုနေတခြားဓာတ်ပုံပုံထည့်မယ်ဆိုရင်ကိုတုံးလို့ရပါဘောနော်ဘာညာတာကဗျာမိတ်ဆွေတို့ပဲကြိုက်တဲ့ပုံထည့်ဥပမာအနေနဲ့ပြောင်းမယ်ဆိုရင်ပြောတာအဲ့ဒီဒီဒီကောင်လေးကိုဒီဘက်မှာထားမလားဒီလိုမျိုးကျင့်မလားဒီလိုမျိုးကျင့်ပြီးတော့မှဒီဘက်ကိုထားမလား အဲ့လိုပုံစံမျိုးလေးအမျိုးမျိုးရပါရဲ့နော်ကျွန်တော်ဒီကောင်ဖြတ်လိုက်ပါဂျီနီယာလေးထောက်ဖြတ်လိုက်နော်မိစလိုဒီကောင်ပြတာနားလေနားနေလာတော့မသိဘူးနော်အဓိကဒီကောင်ကြီးသ အဓိကတော့ရှိကြတော့ကျွန်တော်တို့တက်ပုံကို background ဖြစ်တဲ့အခါမှာဒီထဲမှာလာပြီးတော့မဖြစ်ပါနဲ့နော်။ဘာလို့ကိုက background ဖြစ်မယ်ဆိုရင်အဲ့ background ဖြစ်မယ့်ပုံလေးကိုထောက်မယ်။ဒီဒီထဲမှာ remove bg ဆိုတာရှိရအဲ့ဒါလေးကိုထောက်လိုက်တာနဲ့မင်းစတို့အာကျွန်တော်ရှင်းမှလည်းပြောပြပြပါ download ဆိုလို့မရဖြစ်လိမ့်မယ်။ Okay ကျွန်တော်လူချင်းနေအကြဒီဇိုင်းရပြီဆိုရင် download ဆိုမြောက်အပေါ်မှာ download ဆိုလေးခလုတ်လေးရှိပါတယ်။အဲ့ဒါလေးကိုတရှင်းထောက်လိုက်မယ်နော်။တရှင်းထောက်လိုက်ပါ။အဲ့ဒါဆိုဒီလိုမျိုးပေါ်လာလိမ့်မယ်။အဲ့မှာ save as GPG เนาะအတက်လေးကိုတရှင်းထောက်လိုက်ဘီဒီချိန်မှာ message ဟို database save လုပ်လိုက်ပါ save လုပ်လိုက်မယ်ဒါစင် message ဖုန်းတင်ကိုဒီ debug ကရောက်သွားပြီเนาะကျွန်တော်အပြင် track ပြီးတော့မှာ gallery တွေကိုကျွန်တော်တော့ချင်မယ်ကဲဒီမှာနော်ကျနော်လေဒီမှာဟိုတပ်ပုံတစ်ချိန်ရောငို့ဘူး အကျင်အများရောက်နေဒီဘက်ကလိုကကျွန်တော်နောက်က background ကိုအသုံးပြုရခါမှာဒီလိုကပါလာရယ်နော်ထားလိုက်ပါမက်ဆီကိုမပါစေချင်ဆိုတော့အဲ့ဒါလေးကိုနည်းနည်းကြီးအောင်လုပ်ပြီးဖြောက်လို့ရတာပေါ့နော်အဲကျွန်တော်ဓာတ်ပုံအများကြီးဆွေးမိတော့ပြ sorry ဖြတ်လိုက်မယ်ပုံဝေးကျွန်တော်တောင်းပါလေ။ Okay ကျွန်တော် light motion တွေကိုတောင်းမယ်။ကျွန်တော်လူချင်းလေးဓာတ်ပုံကိုရပြီလေ။ရပြီစေကျွန်တော် light motion တွေကိုတောင်းလိုက်မယ်။ PD project ဆိုတဲ့နေရာလေးကိုတစ်ချက်ထောင်းမယ်။ ပစစ်ကျွန်တော်ခုန project project ရွေးရှင်ထားခဲ့ရမလားအာဒီ aqua quality ကောင်းလေးပါထည့်ဝင်လိုက်မယ်ဒီတင်ပါနော်ကဲဒီမှာလှုပ်ရှားနေကဲဒီဓာတ်ပုံလေးကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်အဲ့ဒီဓာတ်ပုံစားခုနကျွန်တော် download ဆွေးလာတဲ့ပုံကိုအစားထုတ်မယ်ပေါ့နော်အပေါက်လေး condition ထား media လေးကိုထောက်ကျွန်တော်ကတော့ဒီ facebook ကိုရွေးရှင်ထားလို့ဒီတစ်ခါကျကျွန်တော်ခုနကမှ download ဆွေးပေးတဲ့ internet all ကိုထောက်လိုက်မယ် vegetable on top of the sentence is stretch decomposition ရယ် screen ဖြစ်ဖြစ်လာမယ်ဒီဘက်ကရင်းနေရရနဲ့ဒီဘက်ကပြောင်းလို့ရရနဲ့ကွာဟတော့ရပြဘာလို့စေ screen အပြည့်လောက်တာကိုနောက်တနေနဲ့လုံမယ်ဒီပုံလေးကိုတစ်ချက်တော့ opposite သုံးဆက်နေပြည့်ဒီမှာ field composition area ကိုအသုံးပြမယ်เนาะဒီတစ်ခါကြာအဲ့ field composition area နဲ့ကြီးလိုက်မယ်ဒီမှာအတူတူဖြစ်တော့မယ်เนาะလူကရွေးလျားမှုမရှိဘူးเนาะ okay ီတဲပုံလေးဒီအောက်ကပုံလေးကိုကျွန်တော်ဒီတီထားလိုက်ပါဘာဖြစ်လဲဒီနောက်မှာသူကဒီလိုရက်တန်းနေမယ်နော်အဲ့လိုပဲကျွန်တော်အပွားပုံလေးကိုလေအာဒီဒီဘီတမာကင်ကြီးထားလိုက်မယ်ပြီးရင်ဒီဘီတမာကင်မှာပိုလေးပိုက်ဖြတ်ထုတ်လိုက်မယ်အပေါ်မှာတပုံအောက်မှာတပုံနော်အပေါ်ပုံလေးကိုတစ်ချက်တော့ blendy opacity ကိုထောက်ပြီးတော့မှဒီနားမှာ key frame ရှာလိုက်ပါ သူ့ကို zero လောက်လိုက်မယ်နော် bd အဆုံး ds အဆုံးလေးခါမှာ100%ထားလိုက်မယ်ဒီလောက်လောက်လိုက်တန်တဲ့တော့ဒီနားမှာပြောင်းနေတော့နော်ဒီကနေလို့တဖြည်းဖြည်းနဲ့အဲ့ဆောင်းနေရာမှာမြေပုံလေးဖြစ်တော့လိမ့်မယ်အဲ့လိုမျိုးလေးဖြစ်တော့မယ်ဒီအပေါ်မှာကျွန်တော် background ခတ်ပြီးတော့ multiple တွေကိုကျွန်တော် edit လုပ်တော့လို့ရပါတယ်နော်